အလုံးမဲမင်္ဂလာပါခင်ဗျာဒီကနေ့မျိုးကိုဆွေးနွေးပေးမယ့်အကြောင်းအရာတော့အမေရိကန်ရဲ့ဒါဒီ Operation Midnight Armor ဆိုတဲ့အကြောင်းအရာကိုဒါမျိုးကိုဆွေးနွေးပေးတော့မှာဟုတ်ဒါဒီတနေ့ကဒါဇွန်လ22ရက်နေ့ပါပဲဒါအမေရိကန်စစ်တပ်ကဒါတမိုင်းဝင်တိုက်ခိုက်မှုဖြစ်တယ်ပေါ့ဒီ Operation Midnight Armor ကိုဒါသူတို့လုံဆောင်ခဲ့တာပေါ့အော်လုံဆောင်ရတဲ့ US ကလည်းအီရန်နိုင်ငံရဲ့ဒီ low nuclear ဆက်ယုံ၃ခုကိုဒါဒီ18နာရီအတွင်းဖြတ်စည်းတိုက်ခိုက်ခဲ့တာအဲ့တော့အီရန်နိုင်ငံရဲ့ nuclear ဆက်ယုံတွေအများပြားကြာကြသွားခဲ့တာ တော့ဒီ operation နဲ့ပတ်သက်ပြီးတော့ဗောဒါဒီနေရာမှာအဓိကအချက်၅ချက်ကိုဆွဲထုတ်ကြည့်အောင်အဲ့တော့ပထမတစ်ချက်ပိတ်မှတ်တယ်ဗောအဲ့တော့အီရန်နိုင်ငံအဓိကပိတ်မှတ်တယ်ဗောဘယ်ပိတ်မှတ်ဒီကိုအဓိကထားသွားလဲဆိုရင် foro ဗော foro ဆိုတာဒီတောင်အောက်ပေအနက်300လောက်မှာဒါတိဆောက်ထားတဲ့ uranium သတ်စင်ရေးစက်ရုံဒါပထမချက်ဒုတိယချက်က nandes ဆိုတဲ့ဒါ uranium ချက်ထွင်ရေးစက်ရုံတတိယချက်ကတော့ asvahan ဆိုတဲ့ဒီ nuclear သုတေသနစင်တာပေါ့ဟောဒီ၃နေရာကိုအဓိကပိတ်မှတ်အနေနဲ့တိုက်ခိုက် ဟုတ်ဒုတိယဒုတိယအချက်ကအီရန်ကိုတိုက်ခိုက်တဲ့နေရာမှာဒီအမေရိကန်ကဒါဘယ်လေရင်တွေဘယ်လက်နက်တွေအသုံးပြုခဲ့လဲဟုတ်ဒါတွေကိုပြန်ကြည့်အောင်အဲ့တော့ပထမတစ်ချက်ပေါ့ B2 separate ကိုပြောက်ပုံစံလေရင်ပေါ့ဟုတ်ဒီလေရင်ကိုအဓိကထားပြီးတော့အမေရိကန်နိုင်ငံတွေနဲ့ဒါအသုံးသွားအဲ့တော့ဒီတင်ရတာအမေရိကန်ရဲ့မဟာဗျူဟာမြောက်ခင်မီလက်နက်တွေထဲမှာဒါတခုဖြစ်တဲ့ပါဝင်တဲ့ဒီ Sprint B2 ပုံကျဲလေရင်ပေါ့ ဟောဒီလင်းရတလီကျောင်းကာဝေးစနစ်တွေကိုထိုးပေါက်နိုင်တယ်ပြစ်မှတ်တွေကိုတိကျစွာတိုက်ခိုက်နိုင်တယ်ပေါ့အဲ့တော့ပြောချင်တာရက်ရောင်ကြီးတွေပြီးရင်အတန်လိုင်းတွေလေးစစ်တန်လိုက်လိုင်းတွေပေါ့ရေဒါတွေကိုရှောင်လွှဲနိုင်တယ်ဤပညာတွေပေါင်းစပ်ထားတာဖြစ်တဲ့အတွက်ဒီ B2 ပုံကျဲလူရင်တွေကိုထောက်လန်းတွေ့ရှိဖို့ဒီတစ်ဖက်ကရှေ့ဟာခံဖို့အတွက်အလွန်အလွန်ခက်ခဲတာပေါ့အော်ဒီလေရင်တွေကဒါအဓိကအခုအများဆုံးစစ်ဘက်သုံးလေရင်တွေထဲမှာဒါဒီနိုင်ငံတကာမှာဆိုရင်တော့ဒါအမေရိကန်ကိုဒါဒီမှာ live မိကိုမလွယ်တဲ့လေရင်တွေဖြစ်တာပေါ့ ဲ့တော့ဒုတိယဒုတိယကဒါ GPU ဆိုတဲ့ဒီ bank of full staff reserver bank ဖြတ်ဘုံကိုဒါတုံးသွားတာပေါ့အဲ့တော့ဒီဘုံကအပေါင်း3400ကျိန်လောက်ရှိပြီးတော့ကြီးမားတဲ့ဘုံတွေဖြစ်တယ်ပြီးရင်ညီအောင်ပေး200 300အထိကိုဖောက်ခွဲဖြက်စီးနိုင်တာဖြစ်တဲ့အတွက်ဒီဘုံကလည်းဒါဒီလိုတည်များတာပေါ့အဲ့တော့ဒါအပြင်ဟိုတခြားဒုံးကြီးပေါ့ ပြီးရင်ဒါဖုန်းနဲ့မတူညီတဲ့အချက်ကဒီ GPU 57ပုံမှာဒါမပေါက်ကွဲမိချိန်တွင်းမှာဒါကဘာမျက်နှာပြင်ကိုထိုးထိုးဖောက်ဝင်ရောက်ပြီးမှဒါပြစ်မှတ်ကိုရောက်ရှိတဲ့အချိန်မှာဒါပေါက်ကွဲတာဖြစ်တဲ့အတွက်ဒါစီခိုက်ပစ္စည်းပုံကတော့ဒါတော်တော်လေးပြင်းထန်တယ်။အဲ့တော့ဒါအမေရိကန်ရဲ့လန်ဒတ်တိုင်မှာဒီ GPU 57အင်အားပြင်းထန်ဆုံးဘာကာဘူစတာဖြစ်တဲ့ပြင်ပေး20ရှိပြီးတော့အရှင်းအနေနဲ့နှစ်သရမ6ပေးထိရှိတာပေါ့။ အဲ့တော့ဒါတတိယကတွန်ဟော့ခရစ်ဒုံးကြီးကိုတုံသွားတယ်ပေါ့အဲ့တော့အီရန်ရဲ့နျူကလ িয়ার ဆက်ရုံတွေကိုအမေရိကန်တိုက်ခိုက်တဲ့အချိန်မှာအမေရိကန်ရေငုပ်သင်းမိုးတွေကလည်းဒီတွန်ဟော့ခရစ်ဒုံးကြီးအစင်း30လောက်ဒါကြိုပစ်ပြီးတော့မှဒါသူတို့အနေနဲ့တိုက်ခိုက်မှုတွေကိုလှုံ့ဆော်တာပေါ့အဲ့တော့ဒီဒုံးကြီးတွေကဒါဒီတာဝန်ပြန်တန်းနိုင်တာဖြစ်တဲ့ပြီးရင်အမေရိကန်ရဲ့စစ်သင်းမိုးတွေနဲ့ရေငုပ်သင်းမိုးတွေဘက်ကနေဒါပြစ်လွတ်နိုင်တဲ့အခွင့်အရေးတွေရှိတာအော်ဒါစတိုဒါတစ်ချက်ပါတုံးသွားလဲဆိုရင် F22 Raptor နဲ့ F25 Lightning Type တွေ 哦，以前那个牛皮癣是 22, 呢的的有的，后来的，我们这边大概就是什么？我们这应该打的 F22，或者 F22，或者 F25，来着那个类型的，那个，多久来呢？我们大概一周到半个月，半个月可以补到多久？ အော်ဒါဒီခု for hold လာတဲ့ set ထဲမှာမှာဒါတတိယ set တတိယ set ကတော့ဒါတကယ်ကိုကောင်းတယ် flow ကနီးပြင်းနီးပြူပါဆိုတော့ဒါဒီစစ်စင် operation မှာ flow ကနီးပြူပါဘူးသူတို့သုံးသွားတယ်အော်ဘလို့သုံးသွားလဲပေါ့အော်ဒီ v2 spread ဘုံကျဲလီရင်ခုနစင်ကဒါ facebook ကိုလမ်းလွှဲပြန်တန်းပြီးတော့မှလှည့်စားပြီးတော့မှဝင်ရောက်ပြီးတော့တိုက်ခိုက်သွားတာအော်ဒုတိယဘာလဲဆိုရင်ငုံတင်းမောရင်ငုံတင်းမောကလည်းဒါဒီအပေါ်မှာပြောသလိုပဲ tomahawk chris ဒုံးကြီး30ဟုတ်တာဦးတည်ပြီးတော့ပထမဆုံးပြစ်ခတ်ပြီးတော့ဒါနီးပြူပါရသုံးသွားတယ် အဲ့တော့နံပါတ်၄ချက်ပေါ့နံပါတ်၄ချက်ကဘာလဲဆိုရလက်ပေါ့ရလက်အနေနဲ့ကအီရန်နိုင်ငံမှာရှိတဲ့ဒီနျူလီယာအဓိကစက်ရုံ၃ခုဒီ၃ခုဒါပြတ်မှတ်ဒါ၃ခုလုံးကြာကြတော့တယ်ပြီးရင်ဒါဒီတစ်ဖက်ကအီရန်စစ်တပ်အနေနဲ့တုံ့ပြန်နိုင်ရင်မရှိတော့တွေ့ရတယ်အဲ့တော့ဒါနောက်ဆုံးချက်ပေါ့နောက်ဆုံးချက်ကတော့အဓိကနိုင်ငံရေးပေါ့နိုင်ငံရေးအနေနဲ့ကဒီသမ္မတဒေါ်နယ်ထရန့်ကိုလည်းခွင့်ပြုခဲ့တယ်ပြီးရင်ဒီယူရန်နဲ့ဒီမိုကရက်နိုင်ငံတွေအားလုံးကကန့်ကွက်တယ် ဒါပေမဲ့ဒီတစ်ဖက်ကဒါဒီပါကစ္စတန်ဘာဝင်ဒါဒီခုမြောက်ကိုရီးယားတို့ဘာလို့ကတော့ဒါဒီအီရန်နိုင်ငံနဲ့ပတ်သက်ပြီးတော့အတန်ထွက်ပြီးတော့ဒါပြောဆိုလာရင်တုံ့ပြန်ခြင်းတော့မရှိသေးဘူးပေါ့ဟုတ်နောက်ဆုံးဒီကြောင်းကလည်းပတ်သက်ပြီးဒီအမေရိကန် operation နဲ့ပတ်သက်ပြီးနောက်ဆက်တွဲအနေနဲ့အနစ်ရှုပ်ရရင်ဒါဒီအမေရိကန်ကအခုအာရှဘက်မှဒါဒီအာယုံဆိုင်မှုတွေတပြေးပြေးရောကြလာပြီးတော့ ဒါခုအီရန်ဘက်ကလည်းဒါနောက်ထပ်ပြန်ပြီးတော့အင်းမြန်ထန်တုံ့ပြန်မယ်လို့ချင်းချောက်ထားတာဖြစ်တဲ့အတွက်ဟောဒီ operation နောက်ဆက်တွဲအနေနဲ့ကတော့ဒါအီရန်နဲ့ဒီအနောက်အုပ်စုဒဲမှာဟိုပို့ပြီးတော့မြင့်တက်လာနိုင်တယ်လို့တော့ဒါကျွန်တော်အနေနဲ့မြင်မိတယ်အားလုံးကိုကျေးဇူးတင်ပါတယ်